အစိုးရတည်တက်လာပြီးချင်းဖြစ်တဲ့2016ခုနှစ်အတွင်းထင်ရှားတဲ့စီးပွားရေးဖြစ်ရတဲ့ခုအနေနဲ့အမေရိကန်ရဲ့မြန်မာပေါ်ထားရှိတဲ့စီးပွားရေးအရတန်ခတ်ပိတ်ဆို့ထားမှုတွေကိုပယ်ဖျက်ပေးခဲ့တာကိုပါရွေးချယ်ထားပါတယ်အဲ့လိုအရေးယူပိတ်ဆို့မှုတွေရုပ်သိမ်းတာနဲ့ပတ်သက်ပြီးမြန်မာရဲ့တမိုင်းဝင်ရုပ်ောက်ပွဲနဲ့ဒီမိုကရေစီအတွက်ပြုပြင်ပြောင်းလဲမှုတွေတိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေတိတိတတ်တာမြင်တွေ့ရတာကြောင့်ဆိုပြီးအမေရိကန်သမ္မတဘားရက်အိုဘားမားကအောက်တိုဘာလ9ရက်နေ့မှာလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့ကအမေရိကန်ပြည်ထောင်စုကိုတွားရောက်လက်ပတ်ခဲ့တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အင်ဂျီရောမှာတွေ့ဆုံဆွေးနွေးပွဲပြီးမှာပဲဒီအရေးပေါ်အုပ်ဝေးကိုရုပ်သိမ်းပေးမှာဖြစ်ကြောင်းသမ္မတဥဘာမာကကြေညာခဲ့တာပါဒါပေမဲ့မြန်မာစစ်တပ်ပေါ်အကူအညီပေးတာအပါအဝင်နိုင်ငံခြားထောက်ပံ့မှုတွေအပေါ်ကန့်သက်ချက်တွေကလည်းဆက်ပြီးရှိနေအောင်မှာဖြစ်ပါတယ်2016ခုနှစ်မေလ18ရက်နေ့ကလည်းမြန်မာအပေါ်အထူးဥတီပြစ်မှတ်ထားအရေးယူပိတ်ဆို့မှုရှိတဲ့ SDN စည်ရင်အောက်မှာရှိတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း9ခုနဲ့ နိုင်ငံပိုင်ဘန်သုံးခုတို့ကိုလည်းဖိရှားပေးခဲ့ရဆိုပြီးအမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကပြုလုပ်ပေးခဲ့ပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့အရေးပေါ်ဥပဒေကိုအမေရိကန်က1998ခုနှစ်တုန်းကနဝတစစ်အစိုးရလက်ထက်မှာစတင်ထုတ်ပြန်ပြီးအဲ့ဒီဥပဒေအရမြန်မာနိုင်ငံတန်ခတ်အရေးယူမှုတွေချမှတ်ပြီးနှစ်စဉ်တက်တန်းတိုးလာခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ